ီမိုင်ပတ်လည်လောက်မှာဖြစ်ပွားနေတဲ့လက်ရှိတပ်ပွဲတွေအတွင်းစစ်တပ်ကအင်အားတွေချစ်တင်းကအချင်းချင်းထိုးစစ်ဆင်လာပြီမဲ့လေကြာဆုံးဖြစ်ခိုင်းမှုတွေညာနေတယ်လို့ဒေတာရင်းစီရဲ့တတိယမြေတွေကပြောဆိုကြပါရယ်စက်တင်ဘာ29ရက်နေ့ကဒညဝတီရေတပ်ဌာနရှုပ်အနီးစင်မော်ဖက်ကကလဘကြီးပါဖက်ကိုစစ်ကြောင်းချိုးလာတဲ့အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရဲတပ်ရင်း32ကထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့ဟာ ရှင်းစင်းနောက်ဆင်တက်လာရမှာဝတ်တူတောက်ဖက်ကိုအယောင်မှာအေးအေးရဲ့ချားချက်တက်ခိုက်ခြင်းကိုခံရရာဖြစ်တယ်လို့စီရီသတိရင်းမြစ်တယောက်ကပြောဆိုပါရယ်။လက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးကညဝတီရေတက်စခန်းကဂျန်နက်ကြီးတွေအတွေ့လိုက်တွေနဲ့ပရဆက်ပြစ်ခတ်ကရေတက်ရင်30နှစ်နဲ့နေပြီးတွေကနေလဲတက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုဂျန်နက်ကြီးတိတူမုံတွေရှိနေတာဖြစ်ပါရယ်။ပထမတက်လာတဲ့စစ်ကြောင်းဟာထိခိုက်မှုတွေပိုပြီးများပြားခဲ့က တပ်ဖြူကဖီယိုဖီရဲ့နောက်ဆုတ်ထွက်ပြီးသွားတယ်လို့သိရပါတယ်။ဖမ်းမှတ်တက်လာတဲ့နောက်စစ်ကြောင်းနဲ့ပူပေါင်းကပြန်ချင်းနေတဲ့ရုပ်အလောင်းတွေကိုကောက်ယူပါတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။ချောက်ဖြူမျိုးပြမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ကအကြဆုံးများနေပေမဲ့လည်းအင်အားပြန်လေဖြည့်ခြင်းကထိုးစစ်ဆင်မှုတွေကြောင့်မိတိုင်းလိုလိုတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ဟုတ်လဲပါ